အမှန်တမ်းပြောရင်တော့အဲ့ချိန်မှာကျွန်တော်စိတ်ထဲမှာပေါ့နော်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကျွန်တော်ဘာမှမရှိတော့ဘူးအဲထွက်လာတဲ့ချိန်မှာအခုပြောတဲ့ချိန်မှာကျွန်တော်အယံဝမ်းနည်းရပါတော့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ခေါင်းထဲမှာဘာလို့ဘာမှမရှိတော့ဘူးကျွန်တော်ရဲ့အဖေနဲ့မေမျက်နှာပဲကျွန်တော်ပြင်းမြင်တော့လဲဘာမှမသိတော့စိတ်ထဲမှာအော်ငါများမထွက်လိုက်နိုင်ရင်ငါဘာဖြစ်သွားမလဲဆိုရဲကြောက်စိတ်လဲကျွန်တော်မရှိတော့အဲ့ဒါနဲ့ဒါပေမဲ့အပြင်ကလူရေကျွန်တော်အကြံပေးတယ်အပြင်ကအကိုမောင်လေးနှစ်ယောက်ရဲ့အဓိကဒီအကိုရဲ့ပေါ့နော်အကြံပေးရညီမလေးရာသလောက်တွေထူကြီးရာသလောက်တွေထူကြီးဆိုပြီးတော့ထူတယ်ကျွန်တော်ထွက်တယ် ဘယ်မှာတော့တော့တင့်နေလဲကျွန်တော်ဒီခါပိုင်းမှာဆိုကျွန်တော်တင့်နေရမရဘူးအဲသူကလည်းကျွန်တော်ပြန်သွင်းတယ်မရဘူးနင်ပြန်ဝင်ဆိုတခါပြန်ဝင်တယ်ကျွန်တော်မမရတော့၄ချိန်သုံးမို့၅ချိန်လောက်တော့ကြာတယ်ပေါ့နော် twilight တခါပြန်ဝင်လိုက်နေကြာခဲ့တယ်အရာရာအဲ့ချိန်မှာကျွန်တော်ကလှုပ်လေပိုဆိုးလေဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်နည်းနည်းလောက်လှုပ်တာနဲ့ကျွန်တော်ခေါင်းပေါ်မှာအကုန်လုံးမြေစားပုံနဲ့အများကြီးဖြစ်နေရခေါင်းပေါ်မှာလေနည်းနည်းလောက်လှုပ်တာပတ်ဝန်းကျင်လေးကနည်းနည်းလောက်လေအဲ့မှာငလင်လေးတွေအသေးစားလေးဆက်ဆက်လှုပ်တယ်ဆိုတော့ကျွန်တော်ကလှုပ်လို့လည်းမရဘူးခုနပြောတဲ့အတွေးတွေကလည်းတည်ငြိမ်နေတယ်တည်ငြိမ်နေမှကျွန်တော်ဘာလို့တင်တယ်လဲဆိုတော့ ဘေးလူတွေအပြင်ကနေអော်ပြောနေတဲ့အတိုင်းနဲ့အကျော်တို့ကျွန်တော်တို့တီတီငင်ငင်လုံနိုင်မှသာလျှင်ထွက်လာနိုင်မယ်လို့ကျွန်တော်ကယူဆခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လွတ်လာခဲ့တယ်ပေါ့နော်အဲကျွန်တော်နာမည်ကတော့ဣသနာဖြိုပါကျွန်တော် Grey Hotel HR Manager ပါရှင့်အဲ့ဒီနေရာပေါ်တော့ကျွန်တော်တို့ကဒီ12နာရီ90နီးနီးမှာပေါ့နော်ကျွန်တော်တို့နှစ်ယောက်လုံးကကျွန်တော်ရုံးခန်းထဲမှာရှိနေရရှင့်ကျွန်တော်တို့ရုံးခန်းကတော့ဒါဒီမြေရောက်ခန်းထဲမှာပေါ့နော်မြေရောက်ခန်းထဲမှာကျွန်တော်တို့ရှိနေကြတယ် အဲ့ချိန်မှာပထမဆလှုပ်တဲ့အချိန်မှာပဲเนาะကျွန်တော်တို့ကလန့်သွားပြီးတော့မှခေါင်းဝင်ခေါင်းဝင်ဆိုပြီးရုတ်တရက်ပြေးဝင်လာတဲ့အချိန်မှာချက်ချင်းပဲလှုပ်လှုပ်ပြိုပြိုဖြစ်သွားတာပေါ့เนาะလှုပ်လှုပ်ပြိုပြိုနဲ့ပြုံးဆိုပြီးတော့ပြိုသွားတဲ့အချိန်မှာအရာအလုံးကမှောင်မဲသွားပါလဲမမြင်ရတော့ဘူးကျွန်တော်တို့ရဲ့နှာခေါင်းတွေလည်းကျောင်းနေတဲ့ကိုကျွန်တော်တို့အဲအဲ့ဖုန်းတွေတဲတွေဝင်လာကြတယ်ပေါ့เนาะအဲ့လိုမျိုးနဲ့ဖြစ်သွားတယ် အဲ့ဒါခဏလေးငြိမ်သွားရပေါ့နော်ငြိမ်သွားတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ကြိုးစားပြီးအပြင်ထွက်ကြမယ်ဆိုပြီးတော့ဒါကျွန်တော်ရဲ့ကျွန်တော်ညီမလေးရဲ့နောက်ထပ် account ကညီမလေးတယောက်ပဲရှိရပေါ့နော်ကျွန်တော်သုံးယောက်လက်ထဲမှာလည်းဖုန်းလေးပါလာကြတယ်အဲ့တော့ကျွန်တော်ပုံမှန်ထွက်ပေါက်တိုင်းကျွန်တော်ထွက်ကြိုးစားပြီးတော့ထွက်ကြည့်ရအဲ့ကျွန်မဘာဖြစ်သွားလဲဆိုတော့အရှိရတွေအရာလုံးကပိတ်သွားတယ် ကျွန်တော်တို့ကမသိဘူးရအောင်မလားဆိုကျွန်တော်တို့ထွက်ကြည့်ရပါတော့။ဒါပေမဲ့ပိတ်သွားတော့ဘလို့မှမရနိုင်တော့ဘူးဆိုပြီးကျွန်တော်ပြန်စဉ်းစားရတဲ့တော့လို့ဒါဆိုတော့မဖြစ်နိုင်တော့ဘူးငါတို့ရဲ့ခုံစပွဲအောက်လေးပဲငါတို့ပြန်သွားကြမယ်ဆိုပြီးတော့ပြန်လာခဲ့လိုက်တယ်ကိုပြန်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုအဲ့အချိန်မှာကျွန်တော်တို့စဉ်းစားကြရတဲ့တော့လို့ဘာငါတို့ရဲ့ထွက်ပေါက်ကဘာရှိမလဲဆိုတော့ အဲ့ဒီခါမှာကျွန်တော်ရဲ့ညာဘက်ကနံရံပေါ့နော်ညာဘက်ကနံရံကကြတော့ဒီအပေါ်ပိုင်းလေးကကျွန်တော်တို့စပါရဲ့အဆောင်ပေါ့နော်အဲ့ဒါကတော့နံရံကတော့ဖြစ်နိုင်တယ်ပြီးတော့ဖြစ်ချင်တော့အဲ့နာမှာအလင်းရောင်တေးသေးလေးဝင်နေရအပေါက်လေးတစ်ပေါက်ရှိတယ်ပေါ့နော်ဒေါင်လေးမှာဆိုအလင်းရောင်ဝင်နေတော့ဒါကျွန်တော်တို့ကခံမှန်းလိုက်တာပေါ့နော်ဒါဆိုတော့လူထွက်ပေါက်ဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့ဒီနေရာလေးကိုကျွန်တော်မှန်းပြီးတော့ကျွန်တော်တို့ထုကြတယ်ပထမထူးတဲ့အခါမှာကျွန်တော်ကဘာမှမရှိဘူးလက်ထဲမှာပေါ့နော်အာဘာမှမရှိဘူးအဲ့ချိန်မှာကျွန်တော်ဇပွဲလေးပေါ်မှာကျွန်တော်စက်ကူဖောက်တဲ့ဖောက်ဆက်လေးလဝါးလောက်ဖောက်ဆက်လေးရှိရဲ့ ဲ့ဒီဖောက်ဆက်လေးเนี่ยကျွန်တော်ရမလားရမလားเนี่ยထူရင်ထူရင်เนี่ยအပေါက်သေးသေးလေးဖြစ်သွားရယ်ပေါ့နော်အဲ့ဒီအပေါက်သေးသေးလေးဖြစ်တဲ့အချိန်မှာပဲကျွန်တော်အပြင်ကိုအကူညီရပါတယ်လှန်တောင်ကြည့်တယ်អော်တယ်ပေါ့နော်အာချက်ချင်းသူတို့လည်းကျွန်တော်တို့ကိုမကြောက်ပါဘူးဆိုတော့အပြင်မှာလည်းတခြားမြေစာပုံတွေနဲ့ကျွန်တော်တို့ကိုကာယံထားသလိုဖြစ်နေရပါတော့မကြောက်ဘူးအာ15မိနစ်မိနစ်20လောက်နေတဲ့အချိန်မှာကျွန်တော်တို့ရှီမှန်အပြင်ကလူတွေကတော့ကြားသွားတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ပထမဖြစ်စဉ်လို့ရှင်းပြတာပေါ့ဟုတ် ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့အဲ့ဒီကနေမှကျွန်တော်တို့အဲနည်းနည်းလေးတော့ကြားလိုက်သေးရဘာလို့လဲဆိုတော့အပြင်ကလူရယ်လဲကျွန်တော်တို့ဝင်ကလေးမရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ခေါင်းပေါ်မှာကခုနကပြောတဲ့အကျိုးအပြတ်တွေအဲတန်ချောင်းတွေအများကြီးကကျွန်တော်တို့နဲ့အနီးတစ်ဝိုက်မှာရှိနေရပါဘောနော်ရှိနေတဲ့အခါမှာအပြင်ကအကိုတွေကကျွန်တော်တို့ပြောတယ်တန်းနိုင်သလောက်လေးကိုဘက်ကနေလှုပ်ကြည့်အပြင်ကနေတော့လှုပ်ပြီးလို့မရဘူးဘာလို့လဲဆိုတော့အပြင်ကလှုပ်ရင်နည်းနည်းလှုပ်လိုက်တာနဲ့ကျွန်တော်တို့ခေါင်းပေါ်အကုန်ပြိုကြမှာ ်အကုန်ပြိုကြမှာအဲ့နဲ့သူတို့ကကျွန်တော်တို့ကိုတူသေးသေးလေးလှမ်းပေးတယ်အဲတူလေးဒီထိတ်လေးကလောက်လေးပဲရှိမယ်ပေါ့နော်တူသေးသေးလေးလှမ်းပြီးတော့ပိုက်ချောင်းလေးနဲ့သူတို့လှမ်းပေးတဲ့အချိန်မှာအဲ့ဒီတူလေးနဲ့ကျွန်တော်ရားသလောက်ထုကြတယ် twin 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 နဲ့ဒီလောက်လောက်အဝါလေးတစ်ခုရောက်လာတယ်ပေါ့နော်အဲ့လိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ထဲမှာဒါအငယ်ဆုံးလေးလည်းဖြစ်တယ်ဒါအကောင့်ပါပေါ့နော်အာခန္ဓာကိုယ်လေးလည်းအပိန်ဆုံးလေးသူကဆိုတော့ကျွန်တော်တို့ကသူ့ကိုအရင်ဆုံးပေးထားလိုက်တယ်ဘာလို့လဲဆိုတော့သူကအငယ်ဆုံးလေးဖြစ်နေရအောင်သူ့ကိုပေးတော့အပြင်မှာရှိတဲ့ဒီကျွန်တော်တို့ပေါ့နော် အာကဲဇယ်ရေးလို့လဲခေါ်တဲ့ဒီပေါ့နော်ဟိုဝန္နာပါလို့လာပြီးတော့ကျွန်တော်တို့နဲ့လည်းကန်တင်သွားတဲ့အကိုနဲ့တွေ့တဲ့အချိန်မှာအကိုတို့ကနေမှဥဆောင်ပြီးတော့ကျွန်တော်တို့ကိုကယ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ညမလေးအရင်ထွက်သွားတယ်အဲ့ညမလေးပြီးတော့ကြတော့ဒါကျွန်တော်ဌာနကျွန်တော်ညမပဲပေါ့နော်ဆိုတော့ကျွန်တော်ညမလေးဆိုတော့ okay ညမလေးကိုလည်းအရင်ထုတ်မယ်ဆိုပြီးတော့ကျွန်တော်ထုတ်ပေးရထုတ်ပြီးတော့အပြင်ကအကိုတွေကလည်းသူတို့ကိုဆွဲတယ်ကျွန်တော်လည်းအနောက်ကနေတွန်းပေးတယ်ရသလားတွန်းပေးရဆိုတော့ညမလေးတို့နှစ်ယောက်ကတော့အဆင်ပြေသွားတယ်ပေါ့နော်ကျွန်တော်အလှဲ့မှာတော့နည်းနည်းလေးကြာသွားတယ် ကျွန်တော်အနေနဲ့ကတော့၃နာရီနီးနီးလောက်တော့ကြာသွားတယ်ရှင့်ဟုတ်အမှန်တမ်းပြောရင်တော့အဲ့ချိန်မှာကျွန်တော်စိတ်ထဲမှာပေါ့နော်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကျွန်တော်ဘာမှမရှိတော့ဘူးအဲထွက်လာတဲ့ချိန်မှာအခုပြောတဲ့ချိန်မှာကျွန်တော်အရင်ဝမ်းနည်းရပါတော့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ခေါင်းထဲမှာဘာလို့ဘာမှမရှိတော့ဘူးကျွန်တော်ရဲ့အဖေနဲ့မေမျက်နှာပဲကျွန်တော်ပြင်းမြင်တော့တယ်ဘာမှမသိတော့စိတ်ထဲမှာအော်ငါများမထွက်လိုက်နိုင်ရင်ငါဘာဖြစ်သွားမလဲဆိုတော့ကြောက်စိတ်လဲကျွန်တော်မရှိတော့ အဲ့ဒါနဲ့ဒါမှမဟုတ်အပြင်ကလူရေကျွန်တော်အကြံပေးတယ်အပြင်ကအကိုမောင်လေးနှစ်ယောက်ရဲ့အဓိကဒီအကိုရဲ့ပေါ့နော်အကြံပေးရညီမလေးရာသလောက်တွေထူကြီးရာသလောက်တွေထူကြီးဆိုပြီးတော့ထူတယ်ကျွန်တော်ထွက်တယ်ဘယ်မှာသွားသွားတင့်နေလဲဆိုကျွန်တော်ဒီခါးပိုင်းမှာဆိုကျွန်တော်တင့်နေရမရဘူးအဲသူကလည်းကျွန်တော်ပြန်သွင်းတယ်မရဘူးနင်ပြန်ဝင်ဆိုတခါပြန်ဝင်တယ်ကျွန်တော်မှတ်မှတ်ရသုံး၄ချိန်သုံးမုံ၅ချိန်လောက်တော့ကြာတယ်ပေါ့နော်ထွက်လိုက်တခါပြန်ဝင်လိုက်နဲ့ကြာခဲ့တယ်အဲ့မှာဘေးကတန်ချောင်းနေနဲ့ကျွန်တော် ပွတ်တာချစ်တာရှိရယ်ဗောနော်တန်ချောင်းเนี่ยဒီခန္ဓာကိုယ်မှာဆိုလဲဒဏ်ရာရရခဲ့တယ်ဆိုတော့ခုနပြောခဲ့သူအပြင်ကကျွန်တော်တို့လာပြီးတော့ကူပေးတဲ့တရားပရာဟိတအကိုတွေမောင်လေးတွေရာလဲဟိုဘေးကနေအားပေးတယ်ရတယ်လုံနိုင်တယ်အဲဆိုပြီးတော့မှသူတို့ရဲ့အားပေးစကားတွေအဲ ਨੇ ပဲကျွန်တော်တို့အပြင်ရောက်လာတယ်ဗောကိုရယ်အဓိကတော့ဟိုစိတ်ကိုတည်ငြိမ်စေခြင်းနဲ့အဲစိတ်တည်ငြိမ်သွားပြီဆိုရင်ကိုဘာလုံးတင်လဲ ဆိုတာတွေခေါင်းထဲကနေအတွေ့တွေပေါ်လာမယ်အဲ့ချိန်မှာအရန်ရောက်ရက်ခတ်ပြီးတော့စိုးရိမ်ပူပန်နေမယ်ဆိုရင်အရာရာအဲ့ချိန်မှာကျွန်တော်တို့ကလှုပ်လေပိုဆိုးလေဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့နည်းနည်းလောက်လှုပ်တာနဲ့ကျွန်တော်တို့ခေါင်းပေါ်မှာအကုန်လုံးမြေစားပုံနဲ့အများကြီးဖြစ်နေရခေါင်းပေါ်မှာလေနည်းနည်းလောက်လှုပ်တာပတ်ဝန်းကျင်လေးကနည်းနည်းလောက်လေအဲ့မှာငလင်လေးတွေအသေးစားတွေဆက်ဆက်လှုပ်တယ်ဆိုတော့ကျွန်တော်တို့ကလှုပ်လို့လည်းမရဘူးခုနကပြောတဲ့အတွေ့တွေကလည်းတည်ငြိမ်နေတယ်တည်ငြိမ်နေမှကျွန်တော်တို့ဘာလို့တင်တယ်လဲဆိုတော့ဘေးလူတွေအပြင်ကနေអော်ပြောနေတဲ့အတိုင်းနဲ့အကျော်တို့ကျွန်တော်တို့တည်တည်ငြိမ်ငြိမ်လုံနိုင်မှသာလျှင်ထွက်လာနိုင်မယ်လို့ကျွန်တော်ကယူဆခဲ့တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လွတ်လာခဲ့တယ်ပေါ့နော် အခုဒီဖြစ်သွားတဲ့ကိစ္စရဲ့ကြီးကတော့ဘသူဘသူမှလွန်ဆန်လို့မရတော့ဘောနော်ကျွန်တော်တို့ဓာစီလို့မရတော့တဘာဝဘေးရနေရကြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဟိုအားလုံးကိုစီကိုစီအပူကိုစီရှိကြပါတယ်။အဲအားလုံးလည်းကိုချင်းစားတယ်။အဲကိုချင်းစားပါတယ်။ဒါကြောင့်မို့လို့သူလူတိုင်းလူတိုင်းပေါ့နော်ကို့အပူသားလင်းအပူဆုံးလို့ထင်နေကြတဲ့လောကကြီးမှာဟိုကျွန်တော်လည်းပူပါတယ်အများလည်းပူပါတယ်ဒါကြောင့်မို့လို့အာကျွန်တော်တို့အတတ်နိုင်ဆုံးစေရေးထားပြီးတော့အားလုံးအတွက်မျှတွေးကြမယ်ငါတို့ဘာလို့တင်လဲလောက်ကြမယ်ဆိုတာလေးပဲစဉ်းစားကြဖို့ကျွန်တော်ကတော့ ကြံကြံပေးကြပါရှင့်ဟုတ်ကျွန်တော်နာမည်ကဖြိုးမင်းဆန်ပါကျွန်တော်ကအဲ့28ရက်နေ့နေ့လယ်2နာရီလောက်တည်းကဒီဟိုဗိုလန်တီးယားအနေနဲ့ပဲရောက်နေတာပါအဲကျွန်တော်28ရက်နေ့ဖြစ်ဖြစ်ချင်းဆိုလို့ရှင်ဟိုတယ်ဝန်ထမ်းလေးပေါ့နေ့လယ်2နာရီခွဲလောက်ကနေပြီးတော့စထုတ်တာညနေ9နာရီ6နာရီလောက်ဒီဟိုထုတ်တဲ့ချိန်မှာကျွန်တော်9ရောက်ထုတ်နိုင်ခဲ့တယ်ပေါ့အဲ29ရက်နေ့မှာကျတော့ကျွန်တော်တို့အဲ့ဒါတော့အထဲရောက်ဝင်ပြီးတော့ကဲခဲ့ရတာပေါ့အဲ့ဒီချိန်မှာတော့ကျွန်တော်တို့မိသားစုလေးတစုပေါ့3ယောက်ဆိုတော့ကျွန်တော်အားလုံး ရှေ့ရောက်လောက်ကဲထုတ်နိုင်တယ်။ဟိုတယ်တစ်ခုလုံးအနေနဲ့တော့ကျွန်တော်တို့ပြီးတဲ့နောက်မှာတော့ရှင်လျက်ကတော့အဲကိုဝင်ဆောင်မျိုးသမီးတယောက်ပဲထွက်တော့တယ်ဗျ။အဲကျွန်တော်တို့ကတော့အဲဖြစ်ဖြစ်ချင်းတော့ကတော့ဒီတိုင်းပဲဟိုလာကြည့်ရင်လည်းပေါ့ဗျာလာကြည့်ရင်လည်းအထဲမှာလူတွေပိတ်မိနေတယ်ပိတ်မိနေတယ်ဆိုတော့ဝင်ဆွဲမဲ့လူလည်းမရှိဘူးမရှိတော့ကျွန်တော်လည်းဝင်ဝင်နဲ့ကဲပြစ်သွားတာပေါ့ကဲပြစ်သွားရင်လည်းနောက်တစ်ခါကျတော့အထဲထဲမှာလည်းရှိနေနိုင်သေးတယ်ဆိုတော့တည်င်းနေရကြာတော့ကျွန်တော်လည်းအထဲကိုဝင်ကြည့်ရင်လည်းအထဲမှာအဲ့ဒီမိသားစုလေးရပေါ့ကလေးလေးရဲ့အတန်ပေါ့နော် ကျွန်တော်တို့ဝင်သွားတဲ့ခေတ်မှာသမီးတို့ကဲပါအောင်ဆိုတဲ့အတန်လေးကိုကြားတဲ့အချိန်မှာအဖောက်ပြီးတော့ကဲပြစ်သွားတာပေါ့နောက်ထပ်မိသားစုလေးကတော့အဲ့တော့ဟိုအခက်အခဲတွေတော့များတာပေါ့ဗျာဒါပေမဲ့တတ်နိုင်ဆုံးတော့အဆင်ပြေအောင်တော့ထုတ်ခဲ့ရတာပေါ့ဟုတ်ဒီမှာကျွန်တော်တို့အခက်အခဲဆုံးဟာကတော့အဲ့မိသားစု၃ယောက်ကကလေး၂ယောက်ဖြစ်နေတဲ့အတွက်ဗျာဖေးရယ်ကလေး၂ယောက်ရယ်တကယ်တမ်းရှိနေတာတော့သူ့အမေလည်းရှိတယ်ဗျာဒါပေမဲ့သူ့အမေကတော့ဖြစ်ဖြစ်ချင်းမှာပဲဆုံးသွားခဲ့ပြီအဲ့တော့အဲ့အမေကကလေးနှစ်ယောက်ကိုပြိနေတာဗျအဲ့တော့သူ့အဖေကလည်းမတက်လည်းရဲလို့မရဘူး ဟိုငုတ်တုတ်အောင်ထိုင်လို့မရဘူးဗျာတဲ့လားအဲ့ကလေးတွေရှိတဲ့နေရာကိုသူကတွားတွားပြီးတော့လာရတာကျွန်တော်တို့နဲ့ကြောက်လေအရန်နီးတယ်ဗျာနီးတယ်ဆိုပေမဲ့အပေါက်ကအရန်သေးတော့အဲ့ရနေပြီးတော့ကျွန်တော်ကတို့လို့ရေတို့စားကြရတို့အရင်ပေးရတာပေါ့ပေးပြီးတော့ပေးပြီးတော့မှတို့အဲ့လိုမျိုးနည်းနည်းလေးဟိုအားပြည့်လောက်ပြီးဆိုတော့မှကျွန်တော်ကအဲ့ဒီဖောက်ရတာပေါ့ဖောက်တဲ့အချိန်မှကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ဒီတို့ရဲ့အမေပေါ့ဓာတ်ပေါ်ကြီးကအရန်ကြီးကိုကလေးတွေကိုဖိထားတာအဲ့ဒီပုံမှာတော့ဟိုဟာရောရှိသေးတယ်ဗျာ ဇဝဲကုန်နေရောအဲဆောင်းနေမှုရတယ်အဲ့လိုမျိုးတွေဖြစ်နေရဗျအဲ့တော့အဲ့ဒီအမျိုးသမီးကတော်တော်ကြီးကိုကျွန်တော်တို့ခက်ခက်ခဲယူဖယ်ပြီးတော့မှကလေးနှစ်ယောက်ကရှင်လျက်ထွက်လာတာပါအဲကျွန်တော်ကတော့ခဲရပြစ်တယ်ဆိုအแทဝင်ပြစ်တာတော့ကျွန်တော်၄ရက်နေ့ထိဝင်ပြစ်နေတော့မှအဲ့တော့အဲ့နောက်ပိုင်းကျတော့အသက်ရှင်နိုင်တဲ့လူတော့မတွေ့တော့ဘူးဟုတ်ဟုတ်အဲ့ချိန်မှာတော့ဒီပါဝင်ဒီအဖွဲ့တွေပေါ့နိုင်ငံခြားအဖွဲ့တွေနဲ့ရုရှားတို့တရုတ်တို့နဲ့ပဲသူတို့လမ်းပြအနေနဲ့ပဲပူးပေါင်းပြီးတော့ပဲလုပ်ဖြစ်တော့တာပါဟုတ်အဲကျွန်တော်ကတော့ ဟိုအရင်ကလည်းကျွန်တော်ပရာဟိတတွေပါတွေလည်းလှုပ်ဖူးရဆိုတော့ဒီပုံမှာတော့ PT ပဲဖြစ်ပါတာပါပြီးတော့ကိုကယ်လိုက်ရတဲ့လူတွေကိုလာပြန်ပြီးတော့ဟိုကရော့တာတွေဂါရဝပြူတာတွေတော့ရှိတဲ့အချိန်မှာရတော့ကျွန်တော်ကကြတော့ PT တော့တော်တော်ဖြစ်မိပါတယ်ဟုတ်ဒီလေးဒီမှာအပြင်မှာချစ်ကြတဲ့ပုံပေါ့နော်ဒီလေးလှုပ်တဲ့အခါမှာတခြား ကျွန်တော်အခုလည်းရှင်းလင်းရေးတွေဆက်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာဟိုဟာကယ်တဲ့ရေးဆိုတာ level 5ခုရှိတာဟိုဒါနောက်ဆုံးအဆင့်ဆိုတော့ကျွန်တော် share လေးရှင်းလင်းရေးလုပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဟို double ရီကိုအကောင့်တိုင်းဖြစ်အောင်လို့တော့ကျွန်တော်တို့ထုတ်ပေးဖို့စူးစမ်းနေပါတယ်အဲကျွန်တော်တို့အခုသွားနေတဲ့ပုံရဆိုမလက်ဖြန့်တပတ်ခါလောက်ဆိုရင်ကျွန်တော်တို့ထွက်လောက်ပါတယ်